မုံဆိုလို့လည်းဒီမုံမျိုးပဲလောက်တတ်တယ်။ဘယ်နေရာလေးပဲရရကိုကိုဒီအလောက်လေးကချိန်မီးဘလိုလေးပဲဖြစ်ဖြစ်လောက်လို့ရရနေတော့လေ။အိမ်မှာဆိုလဲအော်မုံဝင်မိဖို့လေးရှိနေသေးရတော့ဒုက္ခမရဘူးပေါ့။ဖမင်းမငတ်ဘူးပေါ့။ကိုပဲနားရရရောင်းစားလို့ရတယ်ပေါ့။အေးအဲ့လိုမျိုးလေးပေါ့။ကြည့်နေတဲ့လုံနေသလားနဲ့ဟို။အဲ့လိုပေါ့ဟိုဘယ်ဟာကြက်နေပြီလဲဘယ်ဟာမကြက်ဘူးလဲကိုလုံနေနေကိုသိသွားတာလေ။အခုကွာကိုလုံနေနေလိုက်အိုးတွေလိုက်ကြည့်နေကြမလို့။ကွာကိုဘယ်အိုးလေးကင်လိုက်အဲဘယ်ဟိုအမင့်ဘယ်ဟာလေးကသူ့အနေနဲ့တူတူ မှတ်မိနေတာပေါ့နော်သိသွားပြီပေါ့လောက်တာကြာလာတော့ဘိမုံအဖြူပေါ့တချို့ကြလည်းမပြတ်တလက်ပေါ့တချို့တချို့ကြလည်းဘိမုံအဖြူပေါ့ဘိမုံအဖြူရဲ့လမ်းတည့်မုံရဲ့ဘိမုံအညီရဲ့ပေါ့အဖြူနဲ့လမ်းတည့်မုံနဲ့အညီနဲ့ကတော့တစ်ခါတလေမှပါတာပုံမှန်တော့မှမလုံနိုင်သေးဘူးအဖြူတစ်မျိုးပဲအဓိကထားပြီးတော့အခုလောက်တာပေါ့ခါလေးကျရင်တော့ပါတယ်အညီနဲ့လမ်းတည့်မုံနဲ့ကလေ၃မျိုးပေါ့ အမားဆိုရင်ဒီကဆရောင်းတာဟိုကတော့ခေတ်က15နှစ်16နှစ်လောက်ခေတ်ကပေါ့အမေဆိုရင်အမားတို့ငန်းမှုတစ်ချက်ခရတဲ့ကမရရောင်းတာကြာလာပြီကြာပြီဆိုတော့နှစ်ပေါင်းတော်ကြာပြီ30 40 40လောက်တော့ရှိပြီအမေရောင်းတော့တခုငါမူလာတစ်ချက်လားမသိအဲ့လောက်တည်းဆိုင်ရောင်းတာအဲ့တော့ကဆိုရင်အဲ့တောင်မဟုတ်ဘူးပေါ့ငပြောပတ်လေးတွေဗန်နာရွက်တွေနဲ့ထုတ်တယ်အဲ့လိုလေးအဲ့အဲ့ခရေကအမေရောင်းတာ အခုလည်းမေရောင်းနေအမေကအရင်ကသူ့ဝနစီမှာရောင်းနေအခုရာပြည့်စီမှာရောင်းနေအမေကမနက်ပိုင်းရာပြည့်စီမှာရောင်းနေညီမလေးကတီလာလန်းစီမှာရောင်းနေအမေနှစ်ပိုင်းအမကကျတော့ဆက်မြတ်စီမှာရောင်းနေမနက်ပိုင်းသုံးဆိုင်နေ့လည်းပဲကြတီတဆိုင်မယ်အမေရောညီမလေးရောအမရောသုံးရောင်လုံးတီလာပဲလုပ်တယ်ဈေးပဲရောင်းတာပေါ့ဒီမုတ်ပဲရောင်းတာမဟုတ်ဆိုလည်းဒီတစ်မျိုးပဲလုပ်တတ်တယ်ငါဒီတစ်မျိုးပဲစဉ်းစားနေနေတတ်တယ်မောင်ကခရရဲ့ နဲ့မိသွေးရဲ့အနံ့မိသွေးရဲ့အနံ့လောက်တဲ့အနံ့ကအရသာချင်းမတူဘူးလေမားတို့ကတော့အဲ့မိကန်းနဲ့ကမလောက်ဘူးမိသွေးနဲ့ပဲဟိုးဆတွေကလည်းမိသွေးနဲ့အခုလည်းမိသွေးနဲ့ပဲမောင်နှစ်ကမားတို့ကဆန်ကိုကြိတ်တာလေပေါ်ဆန်ကိုကြိတ်တာဟိုကမင်းနေတခြားဟွာတွေမပါဘူးဒီပေါ်ဆန်ဆန်တစ်မျိုးတည်းကိုပဲကြိတ်လိုက်တာဆန်ဆန်းနဲ့ဆန်ကျော်နဲ့ကြတော့ကတမင်းဆိုင်အောင်ကွာသေးရပဲနော်အဲ့လိုမုန်းလောက်တာမှာကျတော့ဆန်ချန်းဆိုရင်မာမာပေါ့ပေါ့ဆန်းနဲ့ဆိုတော့ပြပြအေးလေးဖြစ်နေတာပေါ့ ပြပြအီအီနေတော့စားရတာရတာရှိတော့တစ်ခုစားလဲမဝနှစ်ခုစားလဲမဝအဲ့လိုဖြစ်သွားတယ်ကွာမဝဘူးတထောင်မစားနေလို့မုံမာကုန်ရတယ်သူတို့မသိအကုန်လုံးကုန်မှမသိသူတို့စားရင်သူတို့ကသူတို့ဘလောက်ဘလောက်ပြီးစားလို့လို့ကုန်လောက်မလဲသူတို့မမှန်းတက်ဘူးသူစားလို့ဝါစားနေဝါလို့ကမှမသိဘူးဖုန်းနေဆက်ပြီးမှားတယ်ရုံးနေရမှားတယ်အလုပ်တရားမှားတယ်ဒီငါတောင်မို့အဲ့လိုပေါ့နော်တူတူဆိုင်3-4တောင်မို့တပ်ပို့ရတယ်ဒလီလက်လိုက်ပို့ပေးတော့လေ တလီလဲပို့ရတယ်အမားတို့အဖွားကြတော့ရွာမှာမိတ်ဆီလာမှာပေါ့နော်အဖွားရောက်လာကြတော့မြေအိုးလေးနဲ့ကွာမြေအိုးနဲ့စီမပါဘူးမိုးပြားတလကကွက်ကွက်အယောက်မှာစီလေးနဲ့စားရတယ်အောက်ကဖောင်းဖောင်းလေးတင်းတင်းလေးလေဟိုအမုံတူးတဲ့ပုံစံမျိုးလေးအဲ့လိုတင်းတင်းဖောင်းဖောင်းလေးနဲ့မြေအိုးလေးနဲ့လောက်တာအယောက်မှာစီလေးတို့စားရတာရွာမှာကြတော့အဲ့လိုမျိုးမိုးပြားတလကကိုအဲ့လိုလောက်တယ်ဒီမှာကြတော့ကွာအိုးချင်းမတူဘူးပေါ့နော်ဒီမှာကြတော့ဒီအိုးလေးနဲ့ဒီပုံစံလေးပြောင်းသွားပြီးတော့ ါဘိမုံအဖြူလို့လည်းခေါ်မှာပေါ့ထူတာပါတာပဲကွာမှာပေါ့တချို့ကြလည်းမိုးပြားတက်လက်ပေါ့တချို့ကြလည်းဘိမုံအဖြူပေါ့ပုံစံတွေကဒီပုံစံကြီးပဲဟိုပုံလုတ်တဲ့ပုံစံလေးတွေ꿰သွားတာပဲရှိတယ်ထဲတာလေးကြတာဒါတွေပဲဘာမှလည်းမဟုတ်ဘူးဒီဟိုတူတူပဲလုတ်တဲ့အိုးလေးတွေကွာသွားတာပုံစံလေးတွေ꿰သွားတာအဲ့ဒါပဲရှိတယ်သူများတွေကမိုးပြားတက်လက်ကမြေအိုးထဲမှာမိုးပြားတက်လက်ဒါစီထဲမှာရင်ဒါမဟုတ်ဘူးအဲ့လိုရလို့လည်းမဟုတ်ဘူးပုံစံတွေကတူတူပဲအိုးလေးတွေလောက်တာကွာသွားတာပဲကျမြေအိုးနဲ့ကြတာမားတို့စီမတော့ဘူး ဒီ ਉਹ နဲ့ကြတော့မားတို့စီတစ်ခါလဲတုံးလို့ရတယ်တစ်ခါလဲတန်းဆလို့ရတယ်ရုံသမားဘာညာမှာလဲမားတို့တန်းဆလို့ရတာပေါ့နော်အဲ့ဒါလေးတွေကြွားသွားတာပေါ့ဟိုမှာကြတော့ရွာမှာကြတော့အဖွားရောင်းတာအဲ့ဒီမြေ ਉਹ နဲ့စီမပါဘူးမို့ပြသလက်ကအမကနှစ်ရက်ကိုတအိတ်ကိုသုံးဆိုင်ပေါ့နော်မနပိုင်းကသုံးဆိုင်ရှိရယ်လေတူးတဲတော့မဟုတ်ဘူးပေါ့ညီမလေးရဲ့အမေရဲ့ကိုရဲ့ညီမလေးနဲ့အမေနဲ့ကမနပိုင်းမယ်ကိုကတော့ညမနက်ထွက်တာမားတို့ပေါင်းလိုက်ရင်တော့နှစ်ရက်ကိုတအိတ်ကိုအရင်တော့အမဘနိုင်းတော့မှမချိတ်ထားဘူး ဘယ်နားမှာလဲဆိုရင်အမဒီလိုပဲပြောတာပေါ့အဝေးရလာတဲ့လူကြတဲ့သမီးနာမည်ဆိုင်းမုတ်ချိန်ထားလားနာမည်လေးကဘာလဲဘာလဲဆိုတော့မေးတာများလာတော့တငယ်ချင်းတယောက်ကနေပြီးတော့သူသွားရိုက်ပြီးတော့အဲ့လိုလေးကပ်ပေးထားအရင်တော့ကတော့တစ်ထောင်မိုး၅ခုအခုကတစ်ထောင်မိုး၄ခုကျုပ်ရင်လည်းဝင်အားပေးပါလို့ဒီနားလေးမှာပဲအနိုင်ရနေပြီးတော့ခွန်နိုင်ဖက်တီ